င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမရှင်မန္တလေးတောင်ပေါ်မြို့လယ်အထက်မြင့်ဟိုတယ်မန်ပလာဇာနဲ့တိုက်တာတွေပေါ်မှာစစ်ကောင်စီကတက်ဆွဲနေရာချထားပါတယ်လောက်ကန်မြို့လယ်ကိုစစ်ကောင်စီရဲ့လေရင်တွေကစစ်တပ်နဲ့တင်းနဲ့ပြစ်ခတ်ပြီးဘုံတွေကိုကျဲချတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမရှင်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့အကြမ်းဖက်စစ်ကောင်စီကမန္တလေးတောင်ပေါ် မြို့လယ်အထက်မြင့်ဟိုတယ်မန်ပလာဇာနဲ့အထက်မြင့်တိုက်တွေပေါ်မှာစစ်ကောင်စီကတက်ဆွဲနေရချထားမှုတွေရှိနေတယ်လို့မန္တလေးဒေသပြည်သူတွေနဲ့ဟိုတယ်တိုင်းဝမ်ကပြပြပါရယ်ဂျပန်စစ်ကောင်စီကမန္တလေးတိုင်းပေါ်မှာလုံခြုံရေးအတွက်လို့ဆိုကလာရောက်တက်ဆွဲမှုရှိတယ်လို့လည်းသိရပါရယ်ဒါအပြင်မန္တလေးမြို့88လမ်း33လမ်းတောင်ကအိုရှင်ပေါ်88လမ်း40နှစ်ခင်စောမှုကအထက်မြင့်ဟိုတယ်ပေါ်တို့မှာလာရောက်တက်ဆွဲနေရချထားတယ်လို့လည်းသိရပါရယ်အဲလိုလာရောက်တက်ဆွဲရမှာလဲ လုံကြုံရဲ့အတွက်လို့ဆိုပြီးထွေအောင်တဲ့စစ်တပ်ကအကြောင်းကြားကတက်ဆွဲတာဖြစ်ပြီး အခန်းတစ်ခုနဲ့အဝင်ထွက်လမ်းကြောင်းတွေကိုပြပေးရတယ်လို့မန္တလေးဟိုတယ်လုပ်ငန်းရှင်အတန်းဝန်သတင်းမြစ်ကရှင်းပြပါရယ်။ဒါအပြင်အများပြည်သူတွေနေထိုင်တဲ့အထက်မြင့်အိမ်ယာတိုက်ခန်းတွေဖုန်ကြီးကြောင်းတွေနဲ့ဈေးဝယ်စင်နာရီမှာလည်းလာရောက်တက်ဆွဲမှုတွေရှိနေတယ်လို့သိရပါရယ်။လက်ရှိစစ်တပ်ကကန္နာလန်ညောင်ခွဲဖုန်ကြီးကြောင်းကန္နာလန်ဇေယာထွန်းဈေးတိုက်ခန်းအပေါ်တဲ့မြ ాయి နန္နာတိုက်ခန်းအပေါ်ဆုံးတဲ့84လမ်းဈေးကြုံနားကမန်းပလာဇာအပေါ်ဆုံးတို့မှာလဲစစ်တပ်ကတပ်သားတွေလာရောက်နေရာချထားတက်ဆွဲထားတယ်လို့သိရ ပါတယ်။လက်ရှိမှာမန္တလေး PDF TNL ရဲ့အပါအဝင် တော်လိုင်းမဟာမိတ်တပ်တွေကမန္တလေးမြို့နယ်မိုင်လင်းငယ်ကွာမှာရှိတယ်။မတရားမြို့နယ်စင်ကူးမြို့နယ်တို့ကစစ်တပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်လာတာလည်းဖြစ်ပါရဲ့ရှင်။ဒီတစ်ခါမှာတော့ ကိုကန် MND ကဇူလိုင်လ14ရက်နေ့ည12နာရီအချိန်ကနေစတင်ပြီးဇူလိုင်လ17ရက်နေ့ည12နာရီအချိန်အထိထိုးစစ်ကို၄ရက်ကြာရန်နာသွားမယ်လို့အမိန့်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ MND ရဲ့တပ်ဖွဲ့ဝင်တွေအားလုံးလိုက်နာရမယ်အဲ့ဒီအမိန့်ထဲမှာ ထိုးစစ်ကိုရနာရမယ်လို့ရေးသားထားပြီးခံစစ်ပြင်ဖို့ကိုလည်းမှားချားထားတာလည်းတွေ့ရပါဗျ။စစ်ကောင်စီကတိုက်ခတ်ရင်လည်းတံပြန်ခုခံတိုက်ခတ်ခွင့်ရှိတယ်လို့လည်းဆိုထားပါဗျ။အဲလိုထိုးစစ်ကိုရနာရတာဟာတရုတ်နိုင်ငံမှာဇွန်လ15ရက်နေ့ကနေ17ရက်နေ့ထိကြောက်ကွန်မြူနစ်ပါတီရဲ့20ကျင်းမြဘိုးကော်မတီတတိယအကြိမ်မြောက်အစည်းအဝေးရှိတဲ့အတွက်ကြောင့် MNDA ကအခုလိုရနာရတာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါဗျ။ ရှမ်းပြည်နယ်ရဲ့တရင်တဘောကိုတန်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကင်မြို့လေကိုစစ်ကောင်စီလေရင်ကဆက်တနက်နဲ့ပြစ်ခတ်ပြီးဘုံတွေကိုကျဲချသွားတယ်လို့လောက်ကင်မြို့ကပြည်သူ့ချုပ်ကရန်ကုန်ခေတ္တတဏနာကိုပြပြပါရစေ။ ဇွန်လ14ရက်နေ့မနက်9:00နာရီဝန်းကျင်အချိန်လောက်မှာလောက်ကင်မြို့လေကိုစစ်ကောင်စီလက်ထက်ကနေစစ်တပ်နဲ့ပြစ်ခတ်ကဘုံတွေကိုရချခဲ့တာကြောင့်လောက်ကင်မြို့ကပြည်သူတွေဟာထွက်ပြေးကြရတယ်လို့လည်းသိရှိရပါတယ်။လက်တလုံးမှာပြစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရှိမှုတွေရှိပေမဲ့လည်းအတိအကျကိုမသိရှိရသေးဘူးလို့လောက်ကင်မြို့ကပြည်သူချုပ်ကပြပြပါတယ်။စစ်ကောင်စီရဲ့လင်းနဲ့ဘုံကျဲမှုကြောင့်ဟွမ်ကြားလီဝါဟိုတယ်ဖူလီလိုက်ဟိုတယ်အပါအဝင် လောက်ကင်မြို့လေကအဆောက်အုံတွေပျက်စီးမှုများပြားခဲ့လို့လည်းသိရပါရရှင်။ န္တလေးရဲ့တရင်တပေါ်ကိုတက်ဆက်ပေးကြပါတယ်။မန္တလေးတိုင်းမိုးကုံမြို့နယ်နဲ့ရှမ်းပြည်နယ်မိုးမိတ်တို့မှာအကြက်ဖက်စစ်တပ်နဲ့ TNL တို့ကြားမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်တပ်က drone နဲ့တိုက်ခိုက်မှုတွေလှုပ်ဆောင်လာလို့ TNL ကပြောပါတယ်။ဂျွမ်လာ၁၆ရက်နေ့ကမိုးမိတ်မြို့အတွင်းမှာအကြက်ဖက်စစ်တပ်ရဲ့စကခ21ခလရ223နဲ့တောင်းတမတော် TNL ပြက်လေ MOD PDF ပူပေါင်းတက်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်။ဒါအပြင်တောင်ကုန်းဘုံကြီးကျောင်းအနိတော်အိမ်မှာလည်းအကြမ်းဖက်စစ်တပ်ရဲ့စကားက27ခက်ခလရ286နဲ့တောင်းတက်မော် DNA လေ PLA ပူပေါင်းတက်ဖွဲ့တို့ကြားမှာတိုက်ပွဲဖြစ်ပွားခဲ့လို့ DNA လေးကထုတ်ပြန်ထားပါတယ်။အလားတူမိုးကုံမြို့အရှိပိုင်းကြက်ချံနဲ့အမှိုက်ပုံနေရအနိတော်အိမ်မှာလည်းအကြမ်းဖက်စစ်တပ်ရဲ့လက်ပါခါခလရ98 88နဲ့တောင်းတက်မော် DNA လေးတို့ကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ရှင်။ စကိုင်းအသင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်။စကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်ကုတော်ရွာရဲစခန်းကိုတော်လန်တပ်ဖွဲ့ရင်းနဲ့ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ဘုဒ္ဓလင်ပြည်သူ့ကာကွယ်ခေါင်းဆောင်တဦးကပြပြပါရယ်။ဂျွဲလာ73ရက်နေ့ညနေ4နာရီအချိန်လောက်မှာကုတော်ရွာရဲစခန်းကိုတော်လန်တပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးမှုရှိပေမဲ့လည်းအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါရယ်။အဲ့ဒီကုတော်ရဲစခန်းကိုဘုဒ္ဓလင်မြို့နယ် BGA တပ်ပေါင်းစုကတောင်းမှန်ဖွဲ့ နေကြားဖွဲ့တရင်26တရင်26တရင်27တို့ပူးပေါင်းတက်ခဲခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါတယ်။တိုက်ပွဲဖြစ်ပွားပြီးရဲ့နောက်မှာအကြက်ဖက်စစ်တပ်ကကိုရောရအနီးပတ်ဝန်းကျင်ကကြေးရတွေကိုလက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်မှုပြုလုပ်ခဲ့လို့ဒေသနေပြည်သူတွေစီကသိရပါဗါရရှင်။ ောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့အကျက်ဖက်ဆရာနာရှင်မင်းအောင်လိုင်ကြောင့်တမတော်သားတွေဟာမိသားစုနဲ့ကွဲကွာကွာအသက်ဘေးနဲ့ရင်ဆိုင်နေရတယ်လို့လာရှိုးမြို့နယ်ဟာရှိတဲ့ MNDAC မှာလက်လက်ချအလင်းဝင်ရောက်လာတဲ့တက်ကြက်မျိုးစော်ကပြောကြလိုက်ပါတယ်။မနေ့ကလက်လက်ချလာတဲ့စစ်ကောင်စီတက်ကြက်မျိုးစော်ရဲ့အကျက်ဖက်မင်းအောင်လိုင်ကိုပြောကြားထားတဲ့ရုပ်တံကို MNDA ကထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။အဲရုပ်တံထဲမှာဆရာနာရှင်မင်းအောင်လိုင်ကြောင့်တမတော်သားတွေဟာအသက်ဘေးနဲ့ကြုံတွေ့နေရတယ်လို့မိသားစုတွေနဲ့လည်း ကွက်ကွာနေရတယ်လို့တက်ကြက်မျိုးစော်ကပြောဆိုထားပါတယ်။ဒါအပြင်စစ်ဘေးတံခံစားနေရတဲ့ပြည်သူလူထုအတွက်အင်မတန်မှဝမ်းနည်းမိတယ်လို့လာရှုမြို့မှာခံစားနေရတဲ့ပြည်သူတွေတက်လဲအင်မတန်မှစိတ်မကောင်းဖြစ်ရတယ်လို့သူကပြောပါတယ်။ဆရာနာရှင်မင်းအောင်လိုင်ဟာ ကိုဗစ် -19 ကိုခံစားနေရတဲ့အချိန်တွင်ပြည်သူတွေရွေးချယ်ထားတဲ့အာဏာကိုသိမ်းယူခဲ့တာဖြစ်တယ်လို့ပြည်သူလူထုကလွတ်လပ်စွာဆန္ဒထုတ်ဖော်တဲ့အချိန်မှာလည်းလက်လက်နဲ့နှိမ်နှင်းခဲ့လို့တက်ကြက်မျိုးစော်ကပြောပါတယ်တက်ကြက်မျိုးစော်ဟာဇွဲလဆနေရနေ့ကလာရှိုးမြို့နယ်မှာညီနောင်မဟာမိတ်သုံးဘက်တန်လက်လက်ချအလင်းရံဝင်ရောက်ခဲ့တာဖြစ်ပြီး2017ခုနှစ်မှာအခြေခံစစ်ပညာသင်တန်းဆင်ခဲ့က ကွမ်လွန်မြို့မှာစတင်တာဝန်ထမ်းဆောင်ခဲ့သူတူလည်းဖြစ်ပါတယ်။လာရှိုးမြို့နယ်မှာလက်လက်ချက်အလင်းဝင်ရောက်လာခဲ့တဲ့စစ်ကောင်စီတပ်သားတွေကိုလည်း MNDA တပ်ဖွဲ့ကကျမ်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပြရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။